အားလုံးပဲမင်္ဂလာပါကိုဆိုင်ရဲ့ချက်စီလိုက် YouTube channel နဲ့ Facebook page ကနေပြီးတော့ညီကိုတို့တွေအားလုံးကြိုဆိုလိုက်ပါတယ်ဒီနေ့၁၈ရက်နေ့မနက်ခင်းအစောပိုင်းနောက်ဆုံးရရှိထားတဲ့ချက်စီသတင်းအကြောင်းအရာတွေကိုတစူးစူးလေးဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ပထမအဦးဆုံးတင်ဆက်ပေးရှင်တဲ့သတင်းလေးကတော့ချက်စီတင်စိတ်ဝင်စားနေတဲ့ဂျာမန်ဘွန်ဒက်လီဂါကလပ်ဘူနီရှားဒေါ်မွန်တင်ရဲ့ဘဲတောင်မန်ကစားသမားဖြစ်တဲ့ဂျီမီကီတန်အကြောင်းလေးပဲဖြစ်ပါတယ် ဂျီမီဂစ်ဒန်ဟာချက်စီးသင်းနဲ့9နှစ်စာချုပ်ချိုးဆိုသွားပြီဆိုသောပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုအချက်လက်တွေရရှိထားသည့်အတွက်အခြားသောအော့ကလတ်သင်းတွေကကမ်းလှမ်းချက်များကိုလက်ခံစဉ်းစားပြီးသွားမှချင်းမရှိဘူးလို့လည်းသိရပါဗျ အဲ့ဒါဒီအချက်ကြောင့်အချက်ကြောင့်ကစားသမားပြောင်းရွှေ့ရေးအတွက်ချက်စီးတင်းနဲ့ဒေါမွန်တင်းတို့ကြားမှာလည်းယခုချိန်ဒီဆက်လက်ဆွေးနွေးမှုတွေလှုပ်ဆောင်နေဆဲဖြစ်တယ်လို့နာမည်ကြီးသတင်းကြောင့် Fabrizio Romano ရဲ့ဖော်ပြချက်အရသိရပါတယ်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ကတော့ချက်စီးတင်းရဲ့အကယ်ဒမီလူငယ်ကနောက်ခံကစားသမားဖြစ်တဲ့ FP Grade အကြောင်းကြီးပဲဖြစ်ပါတယ် ချယ်ဆီတင်းရဲ့အကယ်ဒမီနောက်ခံလူငယ်ကစားသမားဖြစ်တဲ့အင်္ဂလန်နောက်ခံလူ FK Grish ကယခုနွေရာသီအပြောင်းရွှေ့မှာပဲအတင်းကနေထွက်ခွာဖို့ပြင်ဆင်နေရရှိပြီးတော့သူ့ကိုစိတ်ဝင်စားနေတဲ့ပရီးမီးယားလိဂ်ကလပ်အသင်းအချို့နဲ့ချန်ပီယံရှစ်ကလပ်အသင်းတွေကကစားသမားဖြစ်သူကိုစိတ်ဝင်စားနေတယ်လို့သတင်းတောက် Fabrizio Romano ရဲ့ပြောကြားချက်အရသိပါရတယ်။ကစားသမားကိုယ်တိုင်ကလည်းဒါမဲ့ယာဒီမှာချယ်ဆီအသင်းမှာနေရာရဖို့ ရန်ခတ်ခဲနေတဲ့အတွက်ကြောင့်သူ့အနေနဲ့ပွဲကစားခြင်းများလူနေတော့ကြောင့်အခုလိုမျိုးချက်စီအတင်းကိုစွန့်ခွာဖို့အတွက်ပြင်ဆင်လာခြင်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ချက်စီအတင်းရဲ့လူငယ်ဂိုသူမဖြစ်တဲ့တက်ဒီရှာမန်လူဝေးကချက်စီအတင်းနဲ့နှစ်နှစ်စာချုပ်ကိချုပ်ဆိုနိုင်ခဲ့ပြီဆိုတဲ့သတင်းသတင်းလေးပဲဖြစ်ပါတယ်။လူငယ်အကယ်ဒမီဂိုသူမတက်ဒီရှာမန်လူဝေးဒီချက်စီအတင်းနဲ့နှစ်နှစ်သက်တမ်းရှိတဲ့စာချုပ်တွေကိုချုပ်ဆိုခဲ့ပြီးစာချုပ်ထဲမှာနောက်ထပ်တန်ရာဒီသက်တမ်းတိုးဝင် လည်းပါဝင်ခဲ့တယ်လို့လည်းသိရပါဗျ။နောက်ထပ်အနေဖြင့်အပြည်ဒီ Johnsport ရဲ့ popular အချက်ရပါတော့ဒီကစားသမားလေးကို Chelsea တင်းကလာမယ့်ရာသီမှာ Borden အတင်းထံသို့အငှားတောက်ရောက်ကစားအမိဖြစ်ကြောင်းကိုလည်း Chelsea တင်းဘက်ကအတည်ပြုပြီးဖြစ်တယ်လို့လည်းသိရပါဗျ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ Chelsea တင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ Nicolas Jackson ကို Aston Villa တင်းရဲ့နီးပြားဖြစ်သူ ်ဥနိုင်အမရီယာခေါ်ယူခြင်းနေတယ်ဆိုတဲ့သတင်းလေးနဲ့ပတ်သက်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်။ Premier League Club Aston Villa တင်းရဲ့နေပြဖြစ်သူဥနိုင်အမရီယာ Chelsea တင်းရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့ Nicolas Jackson ကိုခေါ်ယူရန်ကစားသမားရဲ့အခြေအနေတွေကိုစောင့်ကြည့်လျက်ရှိနေပြီးတော့ယခုညရာတီမှာပဲအရခေါ်ယူသွားဖို့ကြိုးပမ်းလာနိုင်တယ်လို့ပြောသိရပါတယ်။ Nicolas Jackson ကလည်း ်ချယ်ဇီချယ်ဇီအတင်းကိုလီယန်ဒီလည်းရောက်လာခြင်းနဲ့အပြင်ပေါ်မှာ အတင်းကနောက်ထပ်တိုက်စစ်မှုတူကိုထပ်မံခေါ်ယူဖြစ်ခဲ့ပါကလာမယ့်နွေရာသီမှာအတင်းပြောင်းနိုင်ကြောင်းကိုလည်းလည်းတရင်းကြီးကဖော်ပြလျက်ရှိနေပါတယ်။ဟုတ်ကဲ့ပါဒါရီအားလုံးကတော့ချယ်ဇီအတင်းရဲ့စိတ်ဝင်စားဖွယ်ရာနောက်ဆုံးရပြောင်းရွှေ့တရင်လေးတွေပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ YouTube channel နဲ့ Facebook page လေးကိုလည်း like and subscribe လေးမျိုးပြုလို့ရတဲ့ခင်ပြုလို့သွားပေးခဲ့ကြဖို့ ညီကိုတို့အားလုံးကိုမြစ်တိုက်ရက်ခံပါတယ်နေ့စဉ်ချက်စီတရင်အကြောင်းအရာတွေနဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာများကိုအခုတစုစည်းတဲ့နေ့စဉ်နေ့တိုင်းဖော်ပြပေးလျက်ရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်